ကော့မရှင်ရဲ့နယေကန်ပြူဟာကာကင်စကန်ဖိုက်တာဂုံးကို အာရခတက်တော့အေးနဲ့ပူပေါင်းတက်တွေဝင်ရောက်သိမ်းပိုက်ပြီးနောက်စေကော့မရှင်တက်ဖွဲ့ဝင်တွေကစင်ကလျားထွက်ပြေးကြရတယ်လို့သိရပါဗျ။အေးနဲ့ပူပေါင်းတက်တွေဟာမနေ့ကအောက်တိုဘာ10ရက်နေ့ကစေကော့မရှင်ရဲ့နယေကန်ပြူဟာဂုံးရဲ့အဓိကကာကင်စကန်ဖြစ်တဲ့ဖိုက်တာဂုံးကိုသိမ်းယူပြီးတဲ့နောက်စေကော့မရှင်တက်ဖွဲ့ဝင်တွေလက်နက်များစွာစွန့်ပြီးပြေးနေရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။ နေရီကန်စခန်းပါသွားမှဆိုလို့စစ်တပ်က လေကြောင်းကနေတောက်လျှောက်ဘုံကျဲနေတယ်လို့သတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။နေရီကန်နီးကန်ကင်းစခန်းအားလုံးနီးပါအသိခံရပြီးနေရီကန်ဘီဝါပါပိတ်ဆို့တိုက်ခတ်ခံရတဲ့အတွက်စစ်ကောင်မရှင်ကနေရီကန်စခန်းကအမြောက်ကြီးကိုဝင်းချီဆက်စွန့်ရင်နဲ့ရင်သုံးစီးတမ်းမီတဲထုတ်သွားရတယ်လို့သိရပါရယ်။စစ်ကောင်မရှင်ဟာတိုက်ပွဲဖြစ်ပွားနေတဲ့နေရီကန်နီးကိုစင်ရအပြည့်ပါတဲ့ကားကြီးတစ်စီးအင်အားဖြည့်ခဲ့ပြီး အင်အား30လောက်ပါတဲ့ခြေလင်းစစ်ကြောင်းတစ်ခုကိုလည်းဇင်းပြုံဘက်ကနေပစီဘက်ကိုဆေးလွတ်ခဲ့တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စစ်ကောင်မရှင်ကမင်းကဆလို့လေကြောင်းကနေအဆက်မပြတ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲမှာလည်းနေရကန်တဝိုင်း300လောက်မှဖြစ်ပွားနေတယ်လို့သိရပါဗျ။ Fighters Khan ကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အလုံးနီးပါးထွက်ပြေးသွားပြီဖြစ်တာကြောင့်နေကန်စကန်အနီးမှာတိုက်ပွဲပြင်းထန်ထပ်မံဖြစ်ပွားနေတာဖြစ်ပါတယ် ပဲခူးတိုင်းနောက်ချမ်းဗရောင်းမြို့နယ်လေးသာတောင်ကိုစစ်ကူပေးဖို့တက်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းဟာအရက်ခတ်တက်တော်အေးနဲ့ပူအောင်တက်တွေရဲ့တိုက်ခိုက်ခံရပြီးသေဆုံးမှုများပြီးနောက်ဆုတ်ပြေးနေရတယ်လို့သိရပါဗျ။မနေ့ကအော်တိုဘားလ10ရက်မနက်ပိုင်းမှာဆင်လန်စခန်းကနေလေးသာတောင်ဘက်ကိုထွက်လာတဲ့စစ်ကောင်မရှင်တက်တိုက်ခိုက်ခံရပြီးတော့သေဆုံးမှုတွေများတဲ့အတွက်လေးချောင်းပြစ်ကူပေးပြီးကယ်ထုတ်နေရတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ဆင်လန်စခန်းကနေလေးသာတောင်ဘက်ကိုထွက်လာတဲ့တက်က အင်းနဲ့ထိတ်တိုက်တွေ့ပြီးအတိုက်ခံရတာဝိုင်းချွဲနဲ့ဘုံကျဲပေးနေရတယ်လို့စီးရဲသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။အင်းအားတရားနီးပါးပါစစ်ကော်မရှင်တပ်ဟာဘရောင်းတောင်ကုတ်ကားလန်တလျှောက်ခြုံခိုချီတက်လာပြီးဒေသတောင်တကျောကိုရောက်ရှိဖို့စ조사ချိန်မှာအင်းတက်နဲ့ထိတ်တိုက်တွေ့ပြီးထိခိုက်သေးဆုံးမှုတွေများပြီးနောက်ဆုတ်ပြေးရတာပါ။ စစ်ကူပေးဖို့တက်လာတဲ့အဲ့ဒီဖွဲ့ကိုစစ်ကောင်မရှင်ကဝိုင်းထရဲနဲ့ဇက်တိုက်ဘုံကျဲပြစ်ကူပေးပြီးပြန်လည်ကယ်ထုတ်နေရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ6ရက်နဲ့9ရက်နေ့တွေမှာစစ်ကောင်မရှင်နဲ့အေအေတို့လက်နက်ကြီးပြန်လည်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်လေသာတောင်နဲ့ညောင်ကျိုးစကန်တဝိုက်ကိုစစ်ကောင်မရှင်တပ်တွေကစင်ကလျားထွက်ပြေးရပြီးဒရုန်းနဲ့လက်နက်ကြီးပစ်ကူတွေပါပေးခဲ့ရပါတယ်။စစ်ကောင်မရှင်ကညောင်ကျိုးစကန်တဝိုက်ကိုပြန်လည်ထိန်းချုပ်လိုတာကြောင့် ညောင်ကျိုးလန်တကျောကိုပါဆိုးမုံမှုရယူနိုင်ဖို့ကြိုးပမ်းနေပေမဲ့ထိုးစစ်ဆင်လာတဲ့တက်တွေထိခိုက်သေးဆုံးမှုများစွာနဲ့တက်ဆုပ်ပြေးနေရတာဖြစ်ပါတယ်။ဗမာမျိုးရင်းစစ်ကောင်မရှင်နဲ့ကချင်လွတ်လိုက်တမတော် KIA တို့တိုက်ပွဲပြင်းထန်နေပြီး KIA ကစစ်ကောင်မရှင်ခြေကုပ်စခန်း6ခုကိုသိမ်းယူလိုက်ပါတယ်။ဗမာမျိုးအထက်ကတဲ့အနီးကစစ်ကောင်မရှင်ခြေကုပ်ယူထားတဲ့စခန်း3ခုကို မနေ့ကအောက်တိုဘာ10ရက်မနက်ပိုင်းမှာ KIA ကရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ နှမိုင်နဲ့သုံးမိုင်ဝင်းကျင်မှာပြင်းပြင်းထန်ထန်တိုက်ပွဲတွေရှိနေတယ်။ဗမော်မျိုးရင်းမှာလည်းတိုက်ပွဲပြင်းထန်နေပြီးဒီနေ့မနက်မှာအထကနီကစစ်တပ်စခန်းတွေကိုသိမ်းလိုက်တယ်ပြောတယ်လို့စစ်ရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။အော်တိုဘာလ9ရက်နေ့ကလည်းနှမိုင်နဲ့အရှိတာစီဆက်ကြားကောက်ကွင်းနီစစ်ကော်မရှင်ရဲ့ခမရ3နှစ်3ရက်ခြေကုပ်စခန်းသုံးမှုကိုခရိုင်ကသိမ်းယူနိုင်ခဲ့ပါရယ်။ခရိုင်ဟာဗမော်မျိုးရင်းနှမိုင်နဲ့သုံးမိုင်ဝင်းကျင်က စစ်ကောင်မရှင်တပ်တွေကိုတိုက်ခိုက်ရှင်းလင်းထားပြီးရှင်းပြီးသား KBC ဖျားချောင်းကုန်းကိုပါပြန်လည်ထိန်းချုပ်ကာစီအရအသာစီးပြန်လည်ရယူထားနိုင်ခဲ့ပါတယ်။ KIA အနေနဲ့အခုရက်ပိုင်းတွင်ဗမော်တိုက်ပွဲမှာစစ်ကောင်မရှင်တပ်ကအရာရှိ၃ဦးအပါအဝင်တပ်ဖွဲ့ဝင်30ကျော်ကိုပါရှင်းလင်းထားနိုင်ခဲ့တာပါ။ဗမော်မျိုးကိုပို့ခံထားရတဲ့ခလာယာ230ခမာယာ380ခမာယာ415တို့ကထုံထုံတပ်ဖွဲ့တွေအခုရက်ပိုင်းတွင်တိုက်စုံမှုတွေများနေတာဖြစ်ပါတယ်။ စစ်ကောင်မရှင်ကစစ်ရင်အုပ်စုနဲ့ဗမော်မျိုးကိုစစ်ကူပေးပြီးနောက် KIA သိမ်းပိုက်ထားတဲ့တပ်ရင်းတွေကိုပြန်လည်ထိန်းချုပ်ပြီးစစ်ကြောင်းဆက်ထိုးလာရာ KIA နဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်စခန်းတွေကိုပြန်လည်လက်လွတ်နေရတာဖြစ်ပါတယ်အေရီတိုင်းဟင်္သာမြို့သုံးမင်ကွင်းရက်ကဘူအောင်ကျော်လမ်းပါဆယ်လမ်းမှာဖြစ်ပွားခဲ့တဲ့ဆရာဝန်နဲ့သူ့ရဲ့ဇနီးဖြစ်သူတို့အသက်ခံရမှုမှာတလားကျော်ကြာတဲ့အထိတရားခံဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့သိရပါရယ် တွားထုကုဆရာဝန်ဒေါက်တာတင်မောင်ထွန်းဇနီးဖြစ်သူဒေါ်စင်မင်းသက်တို့တေဆုံးခဲ့ပြီးအခြားအိမ်သားနှုတ်ပါထိခိုက်ဒဏ်ရာရရှိခဲ့ကကျူးလွန်တဲ့လူငယ်ကိုဒီနေ့ထိဖမ်းဆီးနိုင်ခြင်းမရှိတဲ့အပေါ်ဒေသခံတွေကဝေဖန်နေပါတယ်။ CCTV မှာလည်း click ဆိုင်ကဖြူအောင်နဲ့မိုးပါအနီချုံထားတဲ့လူကိုတွေ့ရတာနဲ့အခုထိဖမ်းဆီးနိုင်တာမရှိဘူး။ရဲတွေကလိုင်းကြီးကလွယ်ပြီးစံနာစိတ်ဝင်စားတော့ဘူး။မြို့ပေါ်မှာလည်းတရားဥပဒေကိမဲ့လာသလိုပဲလို့ဟင်္ဒရာမြို့ကန်တူက ERI Times ကိုပြောပါရယ်။ တေဆောင်းသူတွေရဲ့အိမ်ကိုအဝင်ထွက်ရှိတဲ့လူငယ်တချို့ကိုဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမဲ့အမှုမှန်ပေါ်ပေါက်တာမရှိသေးဘူးလို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေကပြောပါတယ် AR တိုင်းမြို့နယ်တွေကရဲတွေကိုယ်တိုင်က အရတားတွေကိုမတရားပုံမှတက်ဖမ်းဆီးအကြက်ကင်ငွေညစ်တာလောင်ကစားဝိုင်းနဲ့နှလုံးသုံးလုံးထိုင်တွေကိုတရားဝင်ခွင့်ပြုပေးတာမူရဲစေးရောင်းတာတဲယူပေးတာတွေကိုလုံဆောင်နေတာကြောင့် အမှုကြီးတွေကိုဖြည့်ရှင်းနိုင်လားမရှိပဲတရားဥပဒေစိုးမိုးမှုကိမဲ့လာတယ်လို့မြို့ကန်တွေကပြောပါရယ်တရုတ်သွင်းကုန်တွေပေါ်တရားရာဂိုင်းနှုံထက်တိုးစီးချက်ခွန်သတ်မှတ်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတောက်ကြနေမှာကြေညာခဲ့ပြီးသမ္မတရှီကျင့်ဖြင့်နဲ့ထိပ်သီးဆွေးနွေးပွဲကိုပယ်ဖျက်မယ်လို့ချိန်ချလိုက်ပါရယ်တရုတ်သွင်းကုန်တွေပေါ်ထက်တိုးစီးချက်ခွန်သတ်မှတ်မှုဟာလူဝင်မာတရက်မှာအာနာတီလာမှာဖြစ်ပြီးတရုတ်ရဲ့မြေရှားတပ်တုတင်ပို့မှုထိန်းချုပ်ခြင်းကြောင့် အခုလိုလက်တုံပြန်လာလို့ဒေါ်နယ်ထရန့်ကပြောပါရယ်အမေရိကန်ကလက်ရှိမှာတရုတ်ကုန်စည်တွေကို30ရာခိုင်နှုန်းစီးကျက်ခွန်သတ်မှတ်ထားပြီးတရုတ်ကအမေရိကန်ကိုပို့ကုန်တွေပေါ်10ရာခိုင်နှုန်းစီးကျက်ထားပါရယ်မြေရှားတပ်တုတင်ပို့မှုကိုထိန်းချုပ်ဖို့အသေးစိတ်ဖော်ပြထားတဲ့စာရီကိုတရုတ်ကကမ္ဘာတဝန်းရှိတိုင်းပြည်တွေစီ ပေးပို့ခဲ့တယ်လို့၎င်းကလူမှုကွန်ရက်ထုတ်မှရေးသားခဲ့ပါရယ်တရုတ်ကကမ္ဘာကြီးကိုတစားကန်လောက်တာခွင့်ပြုစရာအကြောင်းမရှိပါဘူး တရုတ်နိုင်ငံရဲ့ယက်တီချက်ကရန်လိုပါတယ်လို့သူကဆိုပါတယ်တရုတ်သမ္မတရှီကျင်းဖြစ်နဲ့တွေ့ဆုံဖို့စီစဉ်ထားပေမဲ့လက်ရှိမှာအဲ့လိုလုပ်စရာအကြောင်းမရှိကြောင်းဒေါ်နယ်ထရန့်ကဆက်ပြောပါတယ်မြေရှားတပ်တူဟာစမတ်ဖုန်းနဲ့လျှက်စစ်ကားမှာစစ်လက်နက်နဲ့စွမ်းရည်နှီးပညာထိထုတ်လုပ်ရမှာအရေးကြီးပြီးတရုတ်ကကမ္ဘာမြေရှားတပ်တူထုတ်လုပ်မှုကိုချုပ်ကန့်ထားပါတယ်ရှီကျင်းဖြစ်နဲ့အစည်းအဝေးကိုသူဖြတ်သိမ်းနေတာမဟုတ်ဘူးလို့ဒေါ်နယ်ထရန့်က နောက်ပိုင်းဘဲဥပုံခန့်မမှာသတင်းတောက်တွေကိုပြောပါရစေ။ကုလသမဂ္ဂဘွဲကငင်းချင်းထိမ့်သိမ့်မှုတပ်ဖွဲ့ဝင်အင်အားကို၄ဘုံ၃ဘုံရှော့ချမယ်လို့ကုလသမဂ္ဂအကြီးတန်းရာရှိတွေကပြောပါရစေ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာအမေရိကန်နိုင်ငံကကုလသမဂ္ဂစီထဲဝင်ရမယ့်ကြွေးကြံတွေ ရှိနေခြင်းအခုအချိန်နေဖြစ်လာတာပါ။ရင်ကျိုင်းထိမ့်သိမ့်မှုတပ်ဖွဲ့ဘတ်ဂျက်ရဲ့15ရာခိုင်နှုန်းလျှော့ချမဲ့အရေးပေါ်စီမံတွေလှုပ်ဆောင်မှု ကုလသမဂ္ဂကစီစဉ်နေတယ်လို့တာဝန်ရှိသူတွေက သတင်းထောက်တွေကိုပြောပါရယ်။ရင်းချင်းထိမ့်သိမ့်မှုတပ်ဖွဲ့ဝင်13000ကနေ14000အထိကိုသက်ဆိုင်ရာမိခင်တိုင်းပြည်တွေကိုနေရပြန်ဖို့မယ်လို့တာဝန်ရှိသူတွေကဆိုပါရယ်။တပ်ဖွဲ့ဝင်အင်အားလျှော့ချမှုဟာငင်းချင်းထိမ့်သိမ့်မှုလုပ်ငန်းတွေကိုတိတာစွာတက်ရောက်စေမယ်လို့ကုလသမဂ္ဂတာဝန်ရှိသူတွေကဆက်ပြောပါရယ်။ထဲဝင်ငွေဝေစုပေးချေကြဖို့အမေရိကန်ပါဝင်ကမ္ဘာနိုင်ငံတွေကိုကုလသမဂ္ဂအဖွဲ့ကတောင်းဆိုမယ်လို့၎င်းကဆိုပါရယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းကငြိမ်းချမ်းရေးထိမ့်သိမ်းမှုအတွက်ကြာတဲ့နဲ့ဝေစုထဲဝင်ရမယ်တာဝန်ရှိပြီးအမေရိကန်နိုင်ငံကဘက်ဂျန်ရဲ့26ရာခိုင်နှုန်းကျော်ကိုထဲဝင်ပါတယ်။ကုလသမဂ္ဂငြိမ်းချမ်းတပ်ဖွဲ့ဝင်တွေဟာအပြစ်ခတ်ရစဲရေးနဲ့အရက်သားတွေကိုကာကွယ်ပေးတာမျိုးလိုမစ်ရှင်တွေကိုအရှေ့လယ်ပိုင်းနဲ့အာဖရိကမှာအဓိကလှုပ်ဆောင်နေပါတယ်။